မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတော်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 လေးစိတ်ပျက်စရာယာစီတစ်ခုဖြစ်ခဲ့တယ်နော်အခုကစားသမားဟောင်းပေါ်အင်စကလက်ရှိနီးပြရူဘင်အမော်ရီနဲ့ပတ်သက်ပြီးသူ့ရဲ့အဓိကစိုးရိမ်မှုတွေကို The Metro နဲ့အင်တာဗျူးမှာပြောသွားခဲ့တယ်ဟုတ်ကဲ့အမ်ဒီနေ့ကျမတို့ကအဲ့ဒီဆောင်းမကောင်းတော့ချက်ကိုအခြေခံပြီးလို့လေအမော်ရီရင်ဆိုင်နေရတဲ့အခက်ခဲတွေအင်းစီယဝီဖန်မှုတွေကအသိဉာဏ်ဘယ်လိုနဲ့ဆိုင်ကပြည်သမားတွေကိုမိမောင်းထိုးပြနေလဲဆိုတာကိုနည်းနည်းဆွေးနွေးကြည့်ကြမယ်ရှင်ဟုတ်ပါတယ် အမိုးရင်ကအဲရစ်တန်ဟက်နီယာကိုယာဒီတဝက်လောက်မှဝင်လာတာလေဒါပေမဲ့အသင်းရလက်တွေကတော့တူးတူးမလာဘူးအဲ့ဒါပြိုင်ပွဲအစုံလင်းစံနေပွဲမှာ16ပွဲရှုံးနေဆိုတော့တော်တော်များတာပေါ့နော်ဟုတ်တယ်ပရီးမီယာလိဂ်မှာလည်းအဆင့်15နဲ့ယာဒီတင်းခဲ့လေဆိုတော့တန်ဟက်လက်ထက်အစပိုင်းထက်တော့ပူဆိုးသွားတယ်လို့ပြောမှလို့ခင်နေတာอืมပြီးတော့သူ့ရဲ့ဟိုလေ343ကစားွက်ကိုအံဝင်အောင်စူးစမ်းနေရတဲ့အခြေအနေဟုတ်ကဲ့ inska edit 243ကိုပဲအဓိကစိုးရိမ်မှုဆိုပဲတုံ့နှုံးထားတာနော်ဒီကစားကွက်ကလက်ရှိကစားသမားတွေနဲ့မကိုက်တာတခုတည်းမဟုတ်ဘူး Manchester United လို့အသင်းကြီးအတွက်ရေရှဲမှာတကယ်အလို့ဖြစ်ပါမလားဆိုတာကိုသူကမေးဟွန်းထုတ်နေတာဟုတ်တယ်သူပြောတာက United သမိုင်းကိုကြည့်ရင်နောက်ထပ်၃ယောက်နဲ့တိကစားလေးမရှိဘူးပြီးတော့ကမ္ဘာထိပ်သီးအသင်းတွေအများစုပေါ့ Inter Milan ကလွေးရင်ပေါ့မှန်ပါတယ် Inter Milan ကလွေးရင်ကျန်တဲ့ထိပ်သီးအသင်းတွေအကုန်လုံးကနောက်ထပ်၄ယောက်ကစားကွက်ကိုပဲတုံးနေကြတာ ဆိုတော့ဒါက United အတွက်ရေရှည်မှာအဆင်ပြေပါမလားဆိုတဲ့ဆိုရမှုပေါ့ deformation MOA နဲ့ပြဿနာကရက်လက်တဲ့ပေါ့တက်ရိုက်တက်ရောက်နေရတာလည်းတွေ့ရတယ်နော်အဆင့်15ဆိုတာကလည်းဆိုးရွားနေတဲ့အဖြစ်အဲ Europa League final ဟုတ်ကဲ့အဲ့ဒါအရေးကြီးဆုံးပွဲပဲဟုတ်တယ်ရှင်အဲ့ဒီမှာ spa ကိုရှုံးသောပုံကတော့လည်းစိတ်ပျက်စရာဖြစ်သွားတာစူဖလာရောစုချင်းငွေရော champion league ဝင်ခွင့်ရောအကုန်လွှဲသွားတာ inska tip ဝေးချေစွမ်းကိုတော်တော်လေးဖြင်းဖြင်းထန်ထန်ဝေဖန်ထားတယ် လုံးဝတနာစရာကောင်းတဲ့ absolutely pathetic so you are alone တဲ့ diabolical ဆိုတဲ့စကားလုံးတွေတုံးသွားတယ်။အင်း final လို့ပြောမျိုးမှာအဲ့လိုမျိုးဖြစ်သွားတာကိုသူကလုံးဝလက်မခံနိုင်တဲ့သဘောမျိုးပြောသွားတာပြီ။ကစားကွက်အပြင်ကစားသမားတွေရဲ့ခြေစွမ်းပိုင်းရော clutch ရဲ့ကစားသမားခေါ်ယူမှုတွေကိုရော insta ထောက်ပြထားသေးတယ်နော်။ဟုတ်ကဲ့သူကပြောတယ်လာစာရင်းများရနေတဲ့ကစားသမားတွေရှိတယ်။ဒါပေမဲ့လက်ရှိပြနေတဲ့ခြေစွမ်းကအဲ့ဒီလာစာနဲ့မတန်ဘူး။ ပိုကောင်းအောင်ကစားဖို့လိုတယ်ဆိုပြီးတော့အဆက်ဆုံးကားဆိုတော့သူကလုံးဝဘေးတော့ခွာ absolutely disastrous လို့တော့တုံးသွားတယ်ရှင်။อืมပြီးတော့ recruitment ပေါ့ကစားသမားခေါ်ယူမှုတွေကတော်တော်လေးညံ့ဖျင်းခဲ့တယ်လို့သူကဆိုတယ်။ဥမာပေးထားတာက look shaw ကိစ္စ။ဟုတ်ကဲ့။တင်ရန်ပြဿနာတွေစက်။ဟုတ်တယ်။ယာတိများစုတင်ရန်နဲ့အဲ့တော့ final လို့အရေးကြီးပွဲမှာဘိုးနောက်ခံလူစားခိုင်းရတယ်။ပြီးတော့ပေါင်တန်း90တန်းဥကတေး။ဟာဟုတ်တယ်။ သူလည်း final မှာပွဲထုတ်ခွင့်မရခဲ့ဘူးနော်ဟုတ်ပါတယ် final မှာပွဲထုတ်ခွင့်မရဘူးနောက်ပြီးတော့တူအဓိကမျိုးကွန်းထုတ်သွားတာမိုင်နူမိုင်နူဟုတ်လူငယ်ကစားသမားဟုတ်တယ်ပြီးခဲ့တဲ့နေ့ကဆိုအင်္ဂလန်အထက်မှတော့ပါသေးတယ်အလားအလားကောင်းတယ်ပြောခဲ့ကြတာအခုပွဲထွက်ခွင့်ပုံမှန်မရတော့ဘူးဆိုတော့ဖားဖြစ်သွားရလဲဟောဒါကကစားသမားစီမံခန့်ခွဲမှုရအတုံးချမှုပေါ်မေခွန်းထုတ်เสียဖြစ်လာတာဒီချက်တွေအားလုံးကြောင့်ပဲအန်စ်ကအမော်ရင်းဘောမှာအဆုံးဖြတ်မပေးနိုင်သေးဘူး jury still out လို့ပြောပါဖြစ်မယ်နော်ပြဿနာနေပြတောင်သေးကြောင့်မဟုတ်ပဲနဲ့ဟုတ်တယ်ကစားသမားခေါ်ယူရေးကိုတာဝန်ယူတဲ့အတင်းအထက်ပိုင်းမှာလည်းတာဝန်ရှိတယ်ဆိုတဲ့သဘောမျိုးသူကမြင်နေอืมဆိုတော့ပြဿနာနင်းနေပုံနေနေတယ်ပေါ့ကာဝေါ် NC ရဲ့၃ချက်ချက်ရဆိုရင်တော့ပြဿနာကနီးပြအသေးရဲ့နီးပြူဟာ တခုတည်းဒါမှမဟုတ်ကစားသမားတွေရဲ့ခြေစွမ်းတခုတည်းမဟုတ်တော့ဘူးအသင်းရဲ့ကစားသမားခေါ်ယူရင်မဟာပြူဟာ လက်ရှိလူစားရင်းတိဆောက်ပုံကစားသမားတွေကိုစီမံခန့်ခွဲအတုံးချပုံအဲ့ဒီအထိပါမစ်တွယ်နေတဲ့ပိုကြီးရဲ့စနစ်ပိုင်းဆိုင်ရာပြဿနာလို့သူကမြင်ပုံရတယ်ဗျာဟုတ်ကဲ့ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင် ပေါ် ins ထောက်ပြသွားတဲ့အထူးအချက်တွေကတော့အာမရင်ရဲ့၃လေး၃ကစားခွက်နဲ့ပတ်သက်တဲ့စိုးရိမ်မှုလက်ရှိလူစားရင်းနဲ့အံ့မဝဲမှုရလတ်စိုးရိမ်ဟုတ်ကဲ့အားနေတဲ့ကစားသမားခေါ်ယူမှုတွေပြီးတော့ရှော့ ဥကတဲ့မိုင်းနုလိုကစားသမားတွေရဲ့အခြေအနေကနေစင်မြင်ရတဲ့စီမံခန့်ခွဲမှုဆိုင်ရာမေးခွန်းတွေပေါ့နော်ဟုတ်ပါတယ်ဒီချက်တွေအလုံးကိုခြုံငုံပြီးတော့စဉ်းစားစရာလေးတခုခြံထားခဲ့ခြင်းလေ instaw ပြနေတဲ့ပြဿနာတွေကနီးပြတယောက်ပြောင်းလိုက်တာကစားခွေတခုပြောင်းလိုက်ထားတဲ့ပုံနဲ့နေတဲ့ဆိုရင်ပေါ့လေอืม Great Manchester United နေနဲ့အသင်းရဲ့ကစားသမားခေါ်ယူမှုဝါဒတွေကစားသမားတွေစီရဲ့မျှော်လင့်ရမယ့်ခြေစွမ်းစံနှုန်းတွေနောက်ပြီးအသင်းရဲ့ရေရှည်နီးပြဟာလမ်းကြောင်းတွေမှာ ဘလိုမျိုးအခြေခံကြတဲ့ပြန်လဲသုံးသပ်မှုတွေအပြောင်းလဲတွေလုပ်ဖို့လိုအပ်လာနိုင်မလဲအဲ့ဒါလေးစဉ်းစားစရာပါပဲ။